ကျွန်တော်တို့ကအေရှင်ကိုတိုင်းတတ်မှတ်ထားတဲ့ဈေးနှုန်းနဲ့ကျွန်တော်တို့ရောင်းချပေးတယ်ပြီးတော့ဝယ်သူနဲ့လည်းဓာတ်ရိုက်ချိတ်ဆက်ပြီးတော့ကျွန်တော်တို့အလွတ်လွတ်ပေးတယ်ပြီးတော့လည်းအိမ်ချမ်းမြေအပ်ထားတဲ့အိမ်ချမ်းမြေတွေကိုပေါက်ဈေးမတည်ဘူးဆိုလဲပေါက်ဈေးကိုတင်းနဲ့နဲ့ဈေးနှုန်းတစ်ခုဒီရောက်ရဲ့ပေါက်ဈေးကိုတိတိကျကျကျွန်တော်တို့မှတ်ပေးတယ်ခိုင်ကြရင်မြေပြင်ကွင်းစင်းပြီးမှတ်ပေးရတယ်လည်းရှိတာပေါ့နော်အဲ့လိုတိတိကျမှတ်ပေးတယ်တကယ်လို့မှကျွန်တော်တို့တခြားကျိုးဆောင်တွေချိတ်ချင်တယ်ဆိုလဲကျွန်တော်တို့ကမြန်ဆန်ဆန်ပေါ့အဓိကအိမ်ချမ်းမြေတစ်ခုကိုကျွန်တော်တို့တယောက်တည်းရောင်းတာမဟုတ်ဘဲနဲ့တခြားမိတ်ဆွေတွေနဲ့လည်းကျွန်တော်ချိတ်ဆက်ပြီးတတ်နိုင်ဆုံး မြန်ဆန်အောင်ကျွန်တော်ရောင်းပြီးတော့စောင့်ရပေးတယ်ဒါကတော့ရောင်းသူတွေအတွက်ပေါ့နော်ဝယ်သူတွေအတွက်ဝယ်သူတွေအတွက်ဆိုလဲကျွန်တော်တို့ဘာလုပ်ပေးလဲဆိုရင်ခုနကျွန်တော်ပြောတဲ့နေရာမှာပါတဲ့အတိုင်းအဓိကအနေနဲ့ဒီချမ်းမြေကြိုက်ပြီးနေရာကောင်းတွေ့ပြီးသူတို့ရဲ့သုံးနိုင်တဲ့ငွေအမောက်နဲ့အသင့်တော်ဆုံးသူတို့ဘာလုပ်ငန်းလုပ်ချင်တာလဲသူတို့အိမ်ဆောက်มาပြီးနေมาလားဒါမှမဟုတ်လဲလုပ်ငန်းတွက်လားတင့်တော်တဲ့အရာတစ်ခုကိုကျွန်တော်တို့ကတတ်နိုင်ဆုံးရှာဖွေပေးတယ်ရှာဖွေပြီးလို့တွေ့ပြီဆိုရင်ဝယ်ဖို့ကိစ္စကိုခဏလေးဘာလုပ်လဲဆိုတော့ဆက်ဆက်အရင်စက်ကြ စားပစရအရင်စစ်တဲ့တေးကြတယ် OK တယ်ဆိုမှဘာလို့ဆိုတော့ကျွန်တော်တို့တချို့ခြံွက်တွေဆိုရင်ဘာတွေတွေ့ရလဲဆိုတော့အကွက်တစ်ကွက်ထဲမှာနံပါတ်2ခု3ခုထွက်နေတာတွေတွေ့ရတယ်အဲ့လိုမျိုးစာပါစာတမမှတ်ဘူးဆိုကျွန်တော်တို့က cancel လုပ်လိုက်တယ်ကျွန်တော်တို့မရောင်းပေးဘူးကျွန်တော်တို့ page မှာလည်းလုံးဝမတင်တော့ဘူးအာဒီမိတ်ဆွေကိုလည်းတခြားခြံွက်တစ်ခုဒါလား तू နဲ့အလားတူ तू နဲ့ဈေးတူ तू နဲ့တင့်တော်တဲ့ခြံွက်တစ်ခုကျွန်တော်တို့ပြန်ပြပေးတယ်အဓိကတော့စာပါစာတမမှတ်ရင်ကျွန်တော်တို့ကိုယ်တိုင် cancel ဖြစ်တယ်ပြတော့ကျွန်တော်တို့မရောင်းပေးဘူးဒါကတော့ဝယ်သူတွေစိတ်ချလို့ရမယ့်အရာပေါ့နော်နောက်နံပါတ်2အနေနဲ့ ဈေးနှုန်းကိုလည်းပိုင်ရှင်နဲ့တိုက်ရိုက်ညှိရမယ်ဈေးနှုန်းတစ်ခုနဲ့ကျွန်တော်တို့ဆောင်ရွက်ပေးတယ်ပြီးတော့အာတွင်းညွန့်တင်တာတွေဈေးတင်ရိုက်တာတွေကျွန်တော်တို့လုံးဝမရှိဘူးဒါအခုလောက်ခလောက်ခဲ့တဲ့အတိုင်းတာတစ်ခုထိပေါ့နော်နောက်ကနံပါတ်3အနေနဲ့ကျွန်တော်တို့ပါရှိသေးလဲဆိုရင်အဓိက ဆာဘက်ဆန်နဲ့စစ်ပြီးလို့မှအဓိကပိုက်ရှင်လက်တိုက်ရိုက်ညှိပေးတယ်ပြီးတော့ဈေးစကားကိုလည်းကျွန်တော်ဝိုင်းပြီးတော့ဝိုင်းစစ်ပေးတယ်ပေါ့အဓိကဝယ်သူတွေတဲ့အကုန်လုံး safe ဖြစ်အောင်ကျွန်တော်တို့ဆောင်ရွက်ပေးတယ်ကျွန်တော်တို့ရောင်းခဲ့တဲ့အိမ်ချမ်းပြအခုအလုံးပေါင်း350ကျော်ရှိတဲ့တဲမှာဝယ်သူတွေအခုဟိုကိုရဲ့ supply ကိုသဘောကျပြီးတော့နောက်တစ်ထပ်ဝယ်ထပ်ဝယ်တဲ့ချိုးဆို3လေး3လုံးမြောက်ချိုးဆို4လုံးမြောက်အဲ့လိုထိပါထပ်ဝယ်ကြတဲ့လူတွေရှိတယ်။ဒါကြောင့်ဝယ်သူရောင်းတဲ့တွေကိုအဓိကပြောချင်တာကဒီ Ryanmain အိမ်ချမ်းပြမှာအာပြောမယ်ဆိုရင် supply ကိုအပြည့်အဝပေးပြီးတော့မိတ်ဆွေတို့ ကျောင်းသူရောဝင်သူရောစိတ်ကျဉ်တဲ့မှုရရှိမယ်ဆိုတာကျွန်တော်ရေးရေးအာမခံခဲ့ပါတယ်။